ကဲချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်ကဲဒီမနက်မှာတော့ကျွန်တော်ဒီကြာမင်းတီးရဆန်လေးရေးပေးခဲ့တဲ့ကျွန်တော်ရဲ့ဒီရှက်ကီဟင်7209တုံညာဆိုတဲ့ကီဟင်လေးကတော့နှစ်ကတော့အရင်ဆုံးလာပြီးတော့ညီပေးခဲ့တယ်โอเคအာပြောမယ်ဆိုရင်ကျွန်တော်ကမနက်ကဒီ60နဲ့အစား63ထွက်စီကြတာဘာဖြစ်တော့ကျွန်တော်မိတ်ဆွေတွေကို free တင်ပေးထားတဲ့ဒီ corporate ဆိုတဲ့ဟင်းပွဲလေးကိုအောင်စီကြတာဗျာဒါပေမဲ့ကျွန်တော်လောပါပေါ့နော်ဒါပေမဲ့လည်းမအောင်ခဲ့ဘူးကီးနဲ့ပဲသွားညီပြီးတော့60နဲ့ပြီးွားပေးခဲ့တယ် အဲ့တော့ဒီမှာပေါ့နော်ပြည်သက်ကြီးတို့တခုပြောကြတယ်ငါဒီညနေအထွတ်ကျွန်တော်ဒီညနေအထွတ်တော့ကျွန်တော်ရဲ့ဒီ720ခုနှစ်တုံညာဆိုလဲခင်းရုံပဲကျွန်တော်ပြန်ရွေးချယ်မယ်ရွေးချယ်ပြီးရင်ကျွန်တော်တို့ကဒီ corporate နဲ့ပတ်သက်ပြီးတော့ကျွန်တော် main ဆော့မယ်ခုနှစ်ပတ်သက်ရင်80နှစ်ရှိမယ်တုံညာ9ရှိမယ်ဒါလေးကတော့ main နှစ်ခွပေါ့နော်ဒီကျွန်တော်ဒီညနေအထွတ်အော်တိုဘာ2ရက်ကျွန်တော်ဒီညနေအထွတ် main နှစ်ခွ ပြီးတော့ကျွန်တော်ရောက်သွားမှာဖြစ်လိမ့်ရှိမယ်ဆိုတော့ကျွန်တော်ခွန်ခွန်ရှိမယ်အမ်ပြီးရင်ခွန်ခွန်ရှိမယ်ပြီးရင်တော့ကျွန်တော်ကဒီဖြစ်ရှိမယ်ဆိုတော့ခွန်ငါရှိမယ်ပြီးရင်တော့ကျွန်တော်တို့ကဖြစ်ရှိမယ်ဆိုတော့နှစ်နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကဖြစ်ရှိမယ်ဆိုတော့နှစ်နှစ်ရှိမယ်ပြီးရင်တော့ကျွန်တော်တို့က20ရှိမယ်ဒါအရန်နော်ပြီးရင်တော့ကျွန်တော်ကဒီ၃ညနဲ့ပတ်သက်ရင်တော့ဖြစ်ရှိမယ်။၃ညနဲ့ပတ်သက်ရင်ကျွန်တော်က၃ညလေးရှိမယ်။ပြီးရင်ကျွန်တော်ကဒါမရဲ့ပေါ့နော်။ရံကွက်မှာတော့ဒီဟင်းပွဲ ငါးဘွဲထွက်လိုက်မယ် main quad မှာက82ရဲ့39ရဲ့အဓိက main break ကတော့ကျွန်တော်ဒီကျွန်တော်ပြတောက်ကြ2ရက်ဆိုင်ရွေးချက်ထားတယ်6 break ပေါ့နော်အဲမိတ်ဆွေတို့စိတ်ထဲမှာတကယ်ကြိုက်နေတယ်လေနှစ် break လေးကိုရန်လို့ရတယ်ပေါ့နော်လေကိုနှစ်ထဲမှာမှဒီအခုပြောရတဲ့ဒီလေကိုနှစ်က break ပေါ့နော်မွေး break အဲ့ဒီထဲမှာမှဂင်လင်းကအကြိုက်ဆုံးက go break နော်ဒုတိယဦးစားပေးရနှစ် break ပေါ့နော် okay ပါမိတ်ဆွေတို့ဒီညနေမှာအောင်ပါစေဘာပဲဖြစ်ပါတည့်ရက်မှာတစ်ချိန်တော့ဂင်လင်းကမိတ်ဆွေတို့ကို စားဆောင်ရေကောင်းတွေချပြထားတယ်ပေါ့နော်ဒီတနင်္လာနေ့ကစပြီးအခုဘက်မှာစားဆောင်ရေကောင်းတွေချပြထားတယ် okay ပါဆက်လက်ပြီးတော့မိတ်ဆွေတို့ဆက်လက်ပြီးတော့အောင်မွေးတွေဆင်နိုင်ကြပါစေကျွန်တော်ရဲ့ channel လေးကိုအမြဲတမ်းကြည့်ရှုကြည့်နေဆိုရင်တော့ subscribe လေးနှိပ်သွားပေးပါ like share အသင်းလေးပြီးသွားပေးပါဦးခင်ဗျာကျေးဇူးများကြီးတင်ပါတယ်ဒီဒီကနေ live ရောက်ကြည့်ရှုပေးတဲ့ viewer တွေအကုန်လုံးလဲ subscribe လေးလုပ်သွားပေးအောင်နော်ကျေးဇူးပါခင်ဗျာ